ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ညကနီးပြ MODing ကတော့ဒါအားလုံးလည်းသိတဲ့အတိုင်းပဲဟိုအနေဘုံမောင်းတဲ့ပွဲအပီမှာ ြောခဲ့တာတွေရှိတယ်ပေါ့လေ Resmus 2နဲ့ပတ်သက်ပြီးတော့ရောဒါအတင်းမှာအမှားတွေကျူးလွန်နေကြစေဒါတွေရဆက်ပြီးတော့မှားလို့မတင်တော့ဘူးဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ရောကျွန်တော်ပြောထားတာတွေကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ဗောနော်အာ Light 6စာမဖြစ်တဲ့ Resmus နဲ့ပတ်သက်ပြီးတော့သူပြောထားတယ်အဲဆိုတော့အဲ့မနိုင်ငယ်မှာပွဲရတော့ဗောနော်တည်တမှတ်ပဲကျွန်တော်တို့ရခဲ့တယ်ကျွန်တော်ပူကောင်းအောင်လုံနိုင်ခဲ့တာကိုကျွန်တော်လုံနိုင်ခဲ့တင်တာပေါ့ဒီပွဲဟာကိုရီးယားတယောက်အသာစီးနဲ့လည်းရတယ်ပေါ့နော်ဟိုအခွင့်အရေးကောင်းနေလည်းကျွန်တော်ဖန်တီးနိုင်ခဲ့တယ် ဒါပေမဲ့လို့ပြိုင်ဘက်ရဲ့ area box နာမှာတော့ပို့ပြီးတော့ကောင်းတင်နေပေါ့ဗျာ resmat ရဲ့ twin core နဲ့ပတ်သက်လို့ရှိရင်တော့ tight sit မှုတွေအတွက် twin core တွေဟာအမြဲတမ်းဆိုသလိုအရေးကြီးတယ်ပေါ့ဒါပေမဲ့လို့ tight sit မှုတစ်ယောက်အနေနဲ့ပွဲကိုကြည့်ရင် twin core တွေတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပိုကောင်းတဲ့ performance တွေလည်းပြနိုင်ရမယ်ဆိုတော့ resmat အတွက်တော့ဒါဟာလိုအပ်နေတဲ့အခိုက်အတန့်ပဲပေါ့အဲသူတို့ RC တစ်ခွက်လို့ကျွန်တော်ပြောလို့ရတယ်ဒီဒီကိုအကြောင်းတော့ဗောနော် အားအားလုံးက ACC တက်တောင်းတက်တာဖြစ်သွားပြီဟေ့လို့တော့ပြောလို့တော့မရဘူး เนาะ तू မပြောကြင်ဘူးပေါ့เนาะဒါ तू ဒီအမြဲတမ်းဒီလိုမျိုးဖြစ်နေရမယ်ပေါ့ဒါပေမဲ့လို့အရင်ကထက်တော့ pressure ပြတာတွေအတိုင်းအတာတစ်ခုကြီးရော့သွားလိမ့်မယ်လို့တော့ तू ယူဆတယ်ပေါ့เนาะဟိုဘာလို့လဲဆိုတော့ကစားမဖြစ်သူအနေနဲ့ဒီထက်ပြီးတော့ဒီထက်ပို့ပြီးတော့ goal တွေ twin ယူတင်တယ်ဆိုပြီးတော့ तू ပြောထားတယ်ဆိုတော့ဒီနေရာမှာ Rasmus နဲ့ battle လို့ရှင်ပဲဖြစ်ဖြစ်ပေါ့เนาะခုနကသူပြောထားတဲ့ဒီပြိုင်ဘက် area box နဲ့နှီးတဲ့ခါတွေပိုကောင်းတင်နေဆိုတာမျိုးတွေကိုကျွန်တော်ကြည့်ရင်ပဲဖြစ်ဖြစ်ဒါလီယာကျွန်တော်တို့တာမန်လူတွေတော့မှမြင်နိုင်တဲ့အကြောင်းအရာတွေ ဆိုတာနီးပြောက်ကိုပြောတာမို့ကစားမားတွေအနေနဲ့ဘလောက်တောင်တိုင်ပက်နေတယ်လဲဆိုရင်တာမန်လူတွေတောင်မှမြင်နိုင်တဲ့အကြောင်းအရာတွေကျွန်တော်ဘောလုံးဘောလုံးပဲကြီးလိုက်တယ်ဆိုလို့ရှိရင်ဗျာဒီကောင်ကြီးဘလောက်တောင်မှဆုံးဖြတ်ချက်တွေမှားနေတယ်လဲဘာလို့တအားလုံးနေကြလဲမလိုအပ်ဖက်နဲ့ပေါ့နော်ကျွန်တော်ဘာကြောင့်အဲ့လိုတွေဖြစ်နေတယ်လဲကောင်းကောင်းတွေးနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီကိုတင်းကမင်းကြီးကရတဲ့အလုံးတွေဆိုကျွန်တော်တို့ကြည့်လေတရားအတန်နဲ့ကျွန်တော်ရအတားစီးဖြစ်နေပြီဆိုလို့ရှိရင်ဘုံမောက်ကိုကျွန်တော်တို့သူတို့အိဒီယာတွေကိုရအောင်တွန်းထားနိုင်ပြီဆိုဘာတွေလုပ်ကြတော့စိတ်မရှိကြဘူးဗျာတိလားစိတ်မရှိကြဘူးအတိုင်းအတာတကူဒီအချင်းကြီးကောင်းလာ မဆောက်နိုင်ရောက်သကုံကန်တာကန်တာကန်တာရသည်များတိုင်းအကုန်ကန်တာအေဒီယာထိတ်ကနေလေဂျုံနဲ့ကောင်အောင်ကန်တာအဲ့လိုမျိုးကျတော့မင်းဘယ်လိုလုပ်ပြီးတော့အဆင်ပြေတော့မလဲပြိုင်ဘက်ကပိုကြိုက်တာဗောမင်းအဝေးရကန်နေဆိုတာကဗျာဂိုးဖို့အင်မတန်ခဲရင်းနေလေအဲ့ဒါမှလားအေဒီယာပေါက်ဆဲမှာအပိုင်အခွင့်ရရလာပြီဆိုမှလားဒီလေသူများအသင်းတွေကလည်းအဲ့လိုသွားတာပဲဘာလို့ဂိုးတီကြတဲ့အရာကိုပူဖန်တီးရင်းနဲ့နိုင်ဝဲယူဖို့ကြိုးပမ်းကြတာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ကြည့်ပါလားကျွန်တော်တို့ဒီ ဟိုဂါနာချူဆိုလို့ရှိရင်လည်းတယောက်ချင်းဂူသမားနဲ့တွေ့တယ်မေဆန်မောက်ဆိုလို့ရှိရင်လည်းပေါက်ဆဲမှာကျွန်တော်လွလွကျွတ်ကန်တယ်လွလွကျွတ်တော့မဟုတ်ပါဘူးဒါပေမဲ့ကန်ခွင့်ရတယ်အချိန်ရတယ်ဘာဖြစ်ပြလဲဆိုတော့အဲ့ဒီအလုံးနေတောင်မှကျွန်တော်တို့မကိုးဘူးဗျာဒါကိုအီရီယာထိတ်ကနေပြီးတော့ရတဲ့မြအလုံးနိုင်ကိုကျွန်တော်အဝေးကနေကန်ဖို့လုပ်နေတာအဝေးကနေကန်နေဆိုတာမြင်အလုံးနိုင်ကိုးတာမှကျွန်တော်မဟုတ်တာဟုတ်တယ်မလားဒါကြောင့်ကစားမားတွေအနေနဲ့ပေါ့နော်ဒါတွေကဟိုဘယ်လိုပြောမလဲစိတ်မရှိဘူးဗျာဒီလားစိတ်မရှိလို့ကျွန်တော်တို့ကကိုကတယောက်အသာကြီးနဲ့ကစားနေတဲ့အချိန်မှာ စိတ်ရှိလက်ရှိနဲ့ကစားရင်ဟလာမှာပဲတစ်ချိန်ချင်းရတော့ဒီကောင်တွေဟလာမှာပဲဒါကြောင့်ဘောနောအသင်းအနေနဲ့ပရိထပ်ပူကောင်းတဲ့အခွင့်အရေးတွေဖန်တီးတာကိုစောင့်သင့်နေအီဒီယာထိတ်ကနေတဖုံးဖုံးကင်နေတာတွေကအသင်းအတွက်ဘလူးမန်အကျိုးပြုနေတယ်လို့ကျွန်တော်မထင်ဘူးတယောက်ယောတဲ့အချိန်မဲ့ဖြစ်ဖြစ်တယောက်မယောတဲ့အချိန်မဲ့ဖြစ်ဖြစ်တခြားအသင်းတွေဆိုလို့ချင်းကျွန်တော်ကြည့်ပါလားအဲ့ဒီဘေးပတ်ဝန်းကျင်တွေမှာဘေးတဲ့ပလေးရင်းတွေကစားပြီးတော့အခွင့်အရေးတွေဖန်တီးဖို့ကြိုးပမ်းနေကြတာကိုအသင်းကရရမြကောင်အကုန်ကန်းနေတာမျိုးတွေကဒါကစားမရရဲ့ဆုံးဖြတ်ချက်တွေအာယုံဆူဆဲမှုဘိုင်းတွေကတော်တော်ကိုပြောစရာဖြစ်တာ ဟိုင်းလန်နဲ့ပတ်သက်လို့ကတော့ဒီကိုကသူ့အတွက်ဒါတကယ်ကိုလိုအပ်နေတဲ့ကိုပေါ့သူတပြင်းတော့ဒီဇစ်ဇီတို့ဘာလို့ injury ပြဿနာကြုံသွားတဲ့ချိန်လူရီယာသူ့ပေါ်ကိုမျောလင့်ချက်လုံးဝမရှိတော့တဲ့ချိန်မှာအဲသူကိုယ်တိုင်ကလက်ရှိအတင်းအတွက်တရေတမက်ရစီမဲ့ကိုကိုတွင်းနိုင်ခဲ့တယ်ဆိုတော့ဒါဟာကစားမဘက်ကကျွန်တော်ချင်းလုံးဝသူ့အတွက်လိုအပ်နေတဲ့ကိုပဲဒါမှမဟုတ်ပေါ့နော်ကျွန်တော်ရှေ့ပွဲဒီမှာပြောသလိုပဲ white land ကိုမတွင်းနိုင်ခဲ့တဲ့ပွဲစဉ်တချို့မှာ performance ကောင်းနေတယ်ပြတယ်ကျွန်တော်ပြောတယ်โอเคဒါမျိုးဖြစ်နေရမယ်တိုက်စင်မှုတယောက်ကတော့ဂိုးတော့တွင်းရမှာပဲတိုက်စင်မှုဆိုကြတဲ့က ဒါပေမဲ့လို့ပေါ့နော်ကိုသွင်းယုံနေရှိပြီးတော့ကျန်တာတွေကိုအသင်းပေါ်တွေကိုဘာမှမကူညီနိုင်ဘူးဆိုရင်လည်းပဲအတိတ်ပဲမရှိဘူး white land နေနေပေါ့နော်ဒါ beta plane နေကစားတာမျိုးတယောက်နဲ့တယောက်အချိတ်ဆက်တီကစားတာမျိုးနော် link up plane နေကစားတာမျိုးပြီးတယ်မလားကိုအသင်းပေါ်တွေတွေ space တွေဖန်တီးပြီးတာမျိုးဒါရီဟာသူ့စီကနေပြီးတော့တိုက်စစ်မှုတယောက်အနေနဲ့ဒီလိုကျွန်တော်တို့တွေ့နေရမယ့်အရာတွေပြုလို့တူတူလုံးနေတဲ့အရာတွေဆိုတော့ပေါ့နော်ဒါတွေပိုကောင်းလာတဲ့ Christmas နေ့ နားပါ white line နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ပရိသတ်တွေတိတ်မြှော်လင်းချက်မရှိတဲ့ကစားသမားဆိုတော့ twin go တကူနဲ့တော့ကျွန်တော်တို့တိတ်ပြီးတော့เนาะ true ကြကြကျွန်တော်ပြောတော့ဘူးဆိုတော့ဟိုသူသူပြောသွားတဲ့နေရာမှာစိတ်ဝင်စားမှုကောင်းတာလေးတခုရှိတယ်။နီးပြလက်ရှိမှာတအားကို research တွေလုပ်နေပုံရတယ်။ဘာပြောလဲဆိုတော့ဘုံမောက်တင်ရဲ့ခန်းစစ်ကစားတဲ့ပုံစံကပေါ့နော်။ Viva U ရဲ့ခန်းစစ်ကစားတဲ့ပုံနဲ့တော်တော်လေးကိုဆင်တူတယ်ပေါ့။အဲဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းတင်ယူစရာတွေကျွန်တော်အများကြီးရှိခဲ့တယ်။ နောက်လာမယ့်ပွဲအားဆိုလို့ရှိရင်တော့ဒါနောက်ထပ်မတူညီတဲ့ကန်တာကဒီပြိုင်ပွဲတစ်ခုဖြစ်တာအကြောင်းပေါ့နော်အဲ့ဒီပွဲအတွက်ကျွန်တော်ထပ်ပြီးတော့ကြိုးစားမှကျွန်တော်ရမယ်ပေါ့ဒါ even nation ရဲ့အနီးကနေပတ်သက်ပြီးတော့သူဘာမှမပြောလို့ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒါအပြင်သူဆက်ပြီးတော့ပြောထားတယ်ကျွန်တော်တို့ကပွဲကိုကောင်းကောင်းနားလည်ဖို့လူတွေပေါ့ကစားကွက်ထဲမှာနော်ဘလူတွေရှိနေရမယ်ဆိုတာတွေနော်ဖြစ်နေဖို့ပြီးပွင့်အခါတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါတယောက်ချင်းတယောက်တွေ့တဲ့အခါတွေမှာဆိုလို့ရှိရင်ပွဲရဲ့အခြေအနေကိုကောင်းကောင်းနားလည်ပြီးတော့အခိုက်အတန့်တွေကိုအကောင်းဆုံးအသုံးချနိုင်မှရမှာပေါ့နော် ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ကြည့်ပေါ့ပြိုင်ဘက်ကိုကျွန်တော်တို့ဖိအားတွေပေးနိုင်ခဲ့တယ်သူတပြင်းပေါ့နော်တယောက်အသာစီးရနေတဲ့အချိန်မှာအများကြီးပို့ပြီးတော့ကောင်းတဲ့အခွင့်အရေးတွေကျွန်တော်ဒါဖန်တီးနိုင်ခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီအခွင့်အရေးတွေကနေတဲ့ဆင်ဂိုးတွေတော့ရမလာခဲ့ဘူးပေါ့နော်ဒါဒါကိုကျွန်တော်ပြောတာဗျာခုနကပြောတာတယောက်ချင်းတွေ့တော့လေအသုံးမချနိုင်ဘူးညောပြီးလို့ရှိရင်အဲဖြတ်တင်မော်တွေဘာတွေပေးပြီးဆိုလို့ရှိရင်လည်းပဲအဆင်မပြေဘူးဗျာဖြတ်တင်မော်ပေးသည်မြအလုံးတိုင်းကကိုလူစီကိုကွက်တိရောက်တယ်ဆိုတာမျိုးတော်တော်လေးကိုရှားနေတာ ပြီးတော့ရှင်ခုနကပြောတယ်ဗောနော်ကျွန်တော်ဒီနီးပြပြောတယ်ဘီဘာအိုရဲ့ခံစည်ကစားပုံနဲ့တူတယ်ဆိုတာမျိုးကဗောနော် အသင်းအနေနဲ့ကျွန်တော်ဘီဘာအိုနဲ့ပွဲမှာလဲလောင်းဘောတော်တော်များများတွေ့ရလိမ့်ဦးမယ်လို့ထင်ပါတယ်နီးပြကဘယ်လိုပြောမလဲသူကတော့ပွဲဟိုကစားတခုတော့ရှိတယ်ဗျာကစားမတွေကအမြဲတမ်းလောင်းဘောတွေကြီးကန်နေကြတာလောင်းဘောတွေဆိုတာကစားမတွေကန်တာကိုပြောတာမဟုတ်ပေးတာကိုပြောတာဗောနော်ကက်စမေရိုဒီရလာတဲ့အုံဆိုလိုင်းဘောလောင်းဘောပေးလိုက်ပြန်ပြီဦးနနာစီရောက်လာတဲ့အုံဆိုလောင်းဘောပေးလိုက်ပြန်ပြီ ည်တယ်မနော်ဖာနယ်နဲ့စီရောက်လာတဲ့အုံစုလောင်းပေါ်ပြီးလဲပြည်ပြီဒိုင်မိုဒီမြင်နေရတာပုံမှန်အားဖြင့်အဲ့လောက်ကြီးဒီမမြင်ရအောင်ဆိုတော့ညကပွဲမှာကြည့်ရတာဘီဘာုံနဲ့ပွဲအတွက်ပါလောင်းပေါ်တွေပါသွားဖို့ပြင်ဆင်ထားတဲ့ပုံစံမျိုးပဲကိုတင်းရဲ့တိုက်စင်ပါဆိုညီကတို့စဉ်းစားကြည့်ဗျာမိန်နူးရှိတယ်ဗျာကာနာချိုရှိတယ်ဗျာဝှိုက်လန်ရှိတယ်ဗျာဘယ်သူကအမြင်ပေါ်ကောင်းလို့လဲဒိုင်မဲလိုအိုနနာစီရောက်တိုင်းကျွန်တော်တို့အနေနဲ့ပေါ့နော်လောင်းဘောတွေပြီးနေရသေးတာပဲဘုံမောင်းတဲ့ပွဲကတော့နားလေတယ်ဘာလို့လဲဆိုတော့ဘုံမောင်းကထားပါတော့သူတို့ကဒီယာဒီပရီးမီးယားလိမှာ pressing အကောင်ဆုံးအသင်းဖြစ်ဒေတာတွေကကျွန်တော်တွေ့နေရတာ ဘုံမောက်လိုအသင်းမျိုးကိုကျွန်တော်ဒီ position game သွားပြီးတော့ဗောနကို area box ထဲမှာသွားကစားလို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်ညပေးလိုက်ရတာပဲပေးရတဲ့ goal မှာအဲ့လိုကြောင့်ပေးလိုက်ရတာဘုံမောက်ရဲ့ pressing ကြောင့်ဒါမျိုးဗောနဒါကြောင့် candy mode တော့သူတို့လုံနေတယ်ဒါမျိုးလိုတိုက်စစ်မှာဘယ်သူမှအမြင်ပေါ်ကောင်းကောင်းထိနေတဲ့ကစားမှာမပါဘူးဆိုတော့ကျွန်တော်တို့ bibao နဲ့ပွဲမှာလည်းဘုံမောက်ရဲ့ခံစစ်ကဟိုပါဘီဘာဝနဲ့ပွဲမှာလေဘီဘာဝကလုံးဝ high highline ကစားတဲ့အခြေအနေမျိုးမှာအတင်းမကလောင်းဘောတွေခဏတိုင်းပေးတာမျိုးကစားမတွေက behind the run တွေလောက်တာမျိုးတွေခဏတိုင်းတွေးရလဲဦးမလို့ထင်တယ်။အားပြပြောပါတော့ ဟိုဒါကြောင့်ဒါကြောင့်လည်းပဲ okay ပွဲထွက်လာတဲ့လူစင်းကိုကျွန်တော်ကြည့်ရင်ကိုရီးယားပေါ့နော် strong အဖြစ်ဆုံးပွဲထွက်လူစင်းတဲ့ကိုပွဲထွက်လာတာဒါသူအနေနဲ့ဘုံမောင်းနဲ့ကစားတယ်ဆိုပေမဲ့လို့ဘီဘာအုံနဲ့တွေ့ပါတခါလေးပြင်ဆင်နေတဲ့ပုံစံမျိုးပဲနော်ဆိုတော့ဟိုဒါအပေါင်းလက္ခဏာဆောင်တဲ့အရာတွေဖြစ်ပါစီလို့ပဲကျွန်တော်မျှော်လင့်တယ်နောက်ပွဲမှာအံဝင်ခွင့်ချဖြစ်ပါစီလို့ပဲကျွန်တော်မျှော်လင့်ရမှာပဲနော်ဘုံမောင်းနဲ့ပွဲကတော့ကစားသွားတာတော်တော်လေးကိုမင်းစိတ်ရှုပ်ဖို့ကောင်းပါတယ်ကြည့်ရတာတိလား ဆိုတော့နောက်တစ်ခုကနောက်နောက်တိုင်းနောက်တိုင်းမှာပါလာတဲ့လူရှောနဲ့ပတ်သက်ပြီးတော့ဗောနော်လူရှောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပွဲသူ့ကိုဗောနော်ပွဲထုတ်ခွင့်ပေးခဲ့တာကတကယ်တမ်းအရင်အရင်တော့ကသူ့ကိုမိနစ်90ပြည့်ကစားဖို့အတွက်ဗောနော်ဟိုကျွန်တော်တို့ကရည်ရထားခဲ့တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့ဗောနော်ပွဲရလက်ကောင်းနေဖို့လူလာကောင်းဖို့လူလာတယ်ကွင်းရဲ့လူရှောတို့ကန်နေတဲ့ဘက်ချမ်းမှာဆိုလို့ရှိရင်လည်း ကုဘတ်မှာပေါ့နော်ဒါဟို overload ဖြစ်တယ် overload အသာစီးရတယ်လို့သူထင်နေတယ်ပေါ့နော်လူကစားမအကြီးအတွက်နေအဲ့ဒီဘက်ချက်မှာကုဘတ်ကပို့ပြီးတော့အသာစီးရနေတယ်လို့သူခံစားမိရယ်ပေါ့နော်ဆိုတော့ဒါအမြင်လူရှော့ဟာဖြစ်တင်ပေါ်ပြီးတကယ်ကောင်းတဲ့တယ်မှာပါတယ် final zone နဲ့မှာသူ့ရဲ့ဆုံးဖြတ်ချက်ချလာပြီးကောင်းနေပေါ့ဒါကြောင့်အဲ့ဒီချိန်မှာလူရှော့ကိုဆက်ထားခဲ့ရပြီးတော့ရှုံးနေတဲ့ချိန်ဒါမှမဟုတ်တည်ကြနေတဲ့ချိန်မှာတော့ကျွန်တော်တို့နောက်ဘက်ကြောင့်မစဉ်းစားတော့ဘဲနဲ့ဟိုနိုင်ဖို့ပဲလူချင်းခဲ့တော့လူချောကိုပဲပေါ့နော်အရင်ကပလန်မရှိခဲ့ပြီမဲ့မိနစ်90အပြည့်ထပ်ပြီးတော့သုံးခဲ့တာပဲဆိုပြီးတော့သူပြောသွားတယ် ဘယ်လိုပြောမလဲလူရှောနဲ့ပတ်သက်လို့ရှိရင်တော့နိပြပြောသလိုပဲကျွန်တော်ဖာနေတာဇုံထဲမှာဗောနော်သူ့ရဲ့ဖြစ်တင်ပိုးတွေကတော်တော်ကောင်းတယ်ဖြစ်တင်ပိုးတွေကဒါကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တင်ပိုးတွေကောင်းတယ်အဲပြီးလို့ရှိရင်ဆုံးဖြတ်ချက်ချတာညဆုံးဖြတ်ချက်ချတာညဆိုတာဟိုဘယ်ချိန်ဖြစ်တင်ပိုးပေးရမလဲနော်ဖြစ်တင်ပိုးပေးရင်လည်းပဲဗျာနော်မြောက်တဲ့သွားရုံနဲ့မဟုတ်ဖင်နဲ့ဘယ်ကစားမစီကိုသူပေးရမလဲဘတ်ပိုးကကစားမစီပေးရမလားအလဲမှာရှိတဲ့ကောင်ကိုပေးရမလားသူတော်တော်လေးတော်တယ်ဗောနော်ဒါအပြင်ဖြစ်တင်ပိုးပေးလို့မရတဲ့အခါမှာလည်း အခြေဆက်တွေပြန်ပြီးတော့တွဲတာမျိုးတွေလူရှော့ကအဲ့လိုတွေ final third zone attacking သွားကနေပို့ပြီးတော့ကောင်းနေဒါပေမဲ့ခံစစ်မှာကျတော့လူရှော့ကတအားစဉ်းစားနေမင်းညားကပေးရတဲ့ goal ဆိုလို့ရှိရင်သူရဲ့ draw goal ရဲ့မင်းဦးနနာရဲ့သုံးဖောက်စီကလာတာအမှားသုံးယောက်ပေါင်းမှားတဲ့အမှားမျိုးဗျဆိုတော့ဟိုခံစစ်မှာဒီတက်ပို့ပြီးတော့ကျွန်တော်သတိထားဖို့လိုတယ်အသင်းကပြဿနာတက်ပြီးဟေးဆိုကျွန်တော်ကြည့်လိုက်ရင်တိုက်စစ်နဲ့ခံစစ်အဲ့နှစ်ခုပဲခံစစ်ကပြဿနာတက်လေ goal တွေပေးရလေပဲကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာပေးရတဲ့ goal တွေကိုကျွန်တော်ကြည့်ကြည့်ခံစစ်တိုင်ပဲလို့ပေးရတဲ့ goal တွေကြီးပဲမနေဘူးပေါ့နော် ဒါကြောင့်ဟိုဘယ်လိုပြောမလို့ဒီလူရှောလူရှောနဲ့ပတ်သက်လို့သူဘာကြောင့်မိနစ်90အပြည့်သုံးခဲ့လဲဆိုတာပြောသွားတာပါဒါပြင်သူဆက်ပြီးတော့ပြောထားတာကဟိုကျွန်တော်တို့ဗောနောဘုံဘောင်းနဲ့ပွဲစဉ်ကနိုင်ဖို့ထိုက်တယ်မာတယ်ဗျာဗောနောပထမပိုင်းမှာတို့ရဲ့ PRB ရဲ့ကစားဝင်ကြောင့်တော့ကိုဒီကစားခွက်တိဆောက်တာတွေကဆက်တော်တော်လေးကိုခက်ခဲရတယ်ဒါပေမဲ့လို့ကျွန်တော်တို့တွေအဲ့ဒီအချင်းကြီးမျိုးမှာတောင်မှအခွင့်အရေးတွေဖန်တီးနိုင်တယ်เนาะဒါအပြင်ပြိုင်ဘက် area box နားမှာလည်းပုံစံတူအခွင့်အရေးတွေကျွန်တော်အများကြီးရခဲ့တယ်เนาะဆိုတော့ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့တမန်ရတဲ့နေလို့သူထင်တယ်ဗောနော အဲနောက်ဆုံးပွဲတွေကိုကျင်အမြဲတမ်းဒီလိုကြီးပဲကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေကျင်ဒီလိုကြီးပဲပေါ့နော်ပြိုင်ဘက်ကိုအသာတိအောင်ကူညီပေးတဲ့နော်တတကူကိုကျွန်တော်ဘက်ကနေကြီးပဲလုံမိသွားတယ်ပေါ့ပြောချင်တာကတော့ဗျာကိုကအချင်းကြီးကောင်းနေတဲ့ချိန်မှာသူများအသာတိအောင်ကိုတွေကအမှားလုပ်တယ်ဂိုးတွေပေးရတယ်အခွင့်အရေးတွေဖန်တီးပေးလို့ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ဂိုးပြန်သွင်းဖို့တကယ်ပဲခက်ခဲသွားတယ်ဒီနေ့မှာတော့ကစားမားတွေကအနည်းဆုံးတော့တမက်ရအောင်ပြန်ကြိုးစားနိုင်ရတယ်ဆိုပြီးတော့ပြောသွားတယ်ဒီနေရာမှာပြိုင်ဘက်အတွက်ပေါ့နော်ကိုတွေဟာအကူအညီပေးလို့ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာစဉ်းစားကြည့်ဗျာကျွန်တော်တို့ ဒီပွဲဒီပွဲအပါဝင်ဟူပါဟန်တန်နဲ့ပွဲနောက်ပြီးလို့ရှိရင်အဲလိုင်ယွန်နဲ့ဒုတိယကြိုပွဲအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဂျားတွေကပွဲပြီးလို့ရှိရင်အနျူကာဆန်နဲ့ပွဲနော်နျူကာဆန်နဲ့ပွဲပြီးရင်လိုင်ယွန်နဲ့ပထမကြိုပွဲကျွန်တော်တို့ပြီးရတဲ့ဂူးတွေကိုကျွန်တော်ပြန်ကြည့်ကြည့်လက်ရှိဒီနေ့ပွဲဘုံမောက်နဲ့ပွဲကိုရီမှားလို့ကျွန်တော်ဘုံမောက်ဂူးရသွားတယ်ဟူပါဟန်တန်နဲ့ပွဲနော်ဂူးသမားဝေါ်တဲတာတွေပါတိုင်းထားပါတော့ကန်ချက်ကောင်းနေပဲထားအောင်ဒါမျိုးပြောချင်တာကမင်းအဲ့လောက်ကြည့်ကြည့်တော့ မင်းဟိုဝေါ်တေတာကစကျွန်တော်တို့ကကောင်းကောင်းသဘောပေါက်နေတာဒီကောင်ဘလောက်ထိတိုင်ပတ်နေတယ်လဲဆိုတာเนาะအဲ့ဒီရှိမှရှိတဲ့ Lion နဲ့ဒုတိယကြောက်ပွဲကျွန်တော်တို့နိုင်သွားတယ်5-4နဲ့เนาะမှန်တယ်เนาะဒါမျိုးလို့စဉ်းစားကြည့်ဗျာ2-0နဲ့နိုင်နေတဲ့အချိန်မှာတူတူပြန်ဖြစ်စရာအကြောင်းကိုမရှိဘူးကိုယ်အိမ်ဝင်မှာဟုတ်တယ်မလားเนาะပြီးရင်တယောက်သူတို့ကရော့နေပါပြီဆိုတဲ့အချိန်မှာနောက်ထပ်နှစ်ဂိုးပါထပ်ပေးလိုက်ရသေးတယ်အိဗယ်ကိုမရှိဘူးဆိုတော့ပေးလိုက်ရတဲ့ဂိုးတွေကိုကျွန်တော်ကြည့်ကိုယ့်ဘက်ကမှားတာတွေမကင်းဘူး ဲ့ဒီရှင်နျူကာဆယ်နဲ့ပွဲကျွန်တော်4-1နဲ့ရှုံးတယ်။လေးဂိုးစလုံးမှာကိုအမားကနေမကင်းဘူး။လိုင်ယွန်နဲ့ပထမကြောကျွန်တော်တူးတူးတည်ကြတယ်။ဂူးသမားအမားကနေနှလုံးပေးရတယ်။ဆိုတော့ဒါဘယ်လိုပြောသူများအသင်းအသာစီးရနေတာလေသူများအသင်းအချီနီကောင်းနေတယ်ဆိုတာတွေကကိုအမားတွေကနေကြီးပဲလာနေတာ။နော်ဆိုတော့ကိုကကောင်းကောင်းပွဲကိုကစားနေတဲ့အချိန်မှာတရားရောက်ကထမှားလဲလို့ဂူးပေးလိုက်ရပြီဆိုတော့အဲသွားပြီပဲ။နော်ဂူးပြန်သွင်းဖို့ကတော်တော်ခက်ခဲသွားပြီ။ရေးတဲ့ကိုအသင်းကရတဲ့အခွင့်အရေးတောင်မှဂိုးတွေမသွင်းနိုင်ပါဘူးဆိုမှအဲ့လိုမျိုးတွေဖြစ်တာ။ တော်ကိုတိုင်ပက်လုံးပါတယ်တတော်ကိုတိုင်ပက်လုံးပါတယ်ဆိုတော့ဟိုနီးပြားကတော့ဒါလီနဲ့ပတ်သက်ပြီးတော့သူပြောထားတယ်ရှေ့ဆက်အမှားတွေပါတယ်ကျူးလွန်လို့မရတော့တဲ့အကြောင်းပေါ့တေးကြတာတစ်ခုကတော့ယူရိုပါလိမှာကျွန်တော်တို့အမှားလို့လို့မရဘူးအမှားလောက်တာနဲ့ဒီအဆင့်ဟာကျွန်တော်တို့အနေနဲ့ပေါ့နော်ရှေ့ဆက်လို့မရတော့မဲ့အခြေအနေမျိုးပြန်ပြီးတော့ခံပတ်တွေပါတယ်မျှော်လင့်လို့မရတော့မဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်သွားပြီပို့ပြီးတော့ကောင်းတဲ့အတင်နဲ့ကစားမှမဟုတ်လို့ပဲနော်ဆိုတော့ယူရိုအနေနဲ့ရောဘယ်လိုဘယ်လိုမြင်ရလဲကျွန်တော်ဒါကတော့နီးပြားဒါအမိုရင်ပြောထားတဲ့အကြောင်းအရာတွေပေါ့လေ Christmas နဲ့ပတ်သက်ပြီးတော့ရော ိုင်ဘက်အေရီယာဘောက်ဆန်းကိုအခွင့်အရေးဖန်တီးတာအခွင့်အရေးတွေကိုအသုံးချနိုင်မှုအားနည်းတာနဲ့ပတ်သက်ပြီးတော့ရောညီကိုဘလူးမင်းညလည်းဆွေးနွေးကြပါအောင်ကြည့်ချူပါပြီညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်